1854ခုအော်တိုဘာလတွင်အီလူနိုက်ပြည်နယ်ပွဲတော်ကြီးကိုစပရင်ဖီတွင်ကျင်းပလျက်အနီးနားရှိမြို့ကများမှလူပေါင်းထောင်သောမကရောက်လာကြလေသည်။နွားများ၊မြင်းများ၊သူများ၊ခွေးများအမျိုးစုံကိုလေတော်မှလက်သမားများယူလာကြပြီးလျင်ထိုပွဲတော်၌ရောင်းချကြလေသည်။ထို့ကြောင့်အီလူနိုက်ပြည်နယ်တွင်တနည်းတစ်ခါများသာကြုံရသောဤပွဲတော်ကြီး၌လေသမားများတာမက လူတွေလူပေလူလိန်လူကောက်ဇာသမားလူစုမျက်မှောက်မကျန်လူမျိုးမျိုးရောက်ရှိလာကြလေသည်။ ထို့ပွဲတော်ကြီး၌ရေးကြီးသောအချက်တရရှိရာယင်းဒီကဒီမိုကရက်ပါတီခေါင်းဆောင်ကြီးဒေါက်ကလက်နှင့်အီဗရာဟင်လင်ကွန်းတို့၏နိုင်ငံရေးတရားပွဲများဖြစ်လေသည်ထို့နိုင်ငံရေးသမားနှစ်ယောက်ပြောသောစကားတို့ကိုနောက်ထောင်သည့်ပြည်သက်ကကြားနာပြီးနောက်ဆုံးဖြတ်ရန်ဖြစ်သည်အီလီနိုက်မြို့၌ရှိသောလူထုတီကတော်စလော်စရာမဟုတ်ရှေ့ရှေ့လှလှစကားကိုမကြီးမထွားနောက်ထောင်၍မေးစရာမန်းစရာရှိလျင်အမနာရန်မိတဲ့တော်လူထုပဲဖြစ်လေသည်၃နိုင်တိုင်တိုင် လောက်ကလကပြင်းရချိုးချာအနာပိုင်ဝါဒကိုပြောတော်လေသည်သူဟောပချက်တွင်ပြေးတဲ့ဤစိတ်လုံးတစ်ခုမှာကဘာမဆိုလူတို့ကဆုံးဖြတ်နိုင်ပါစေလူတို့သာအချုပ်နိုင်권ရှိပါစေဟုသောစကားရက်ပင်ဖြစ်သည်ထိုစကားရက်ကိုကြည်လေအောင်လင်ကုန်းကဖြေဖို့တော်ပင်ခရင်နေတော်သည်နောက်နေ့ညနေတွင်လင်ကုန်းကပြန်လေဖြစ်ကြလေသည်သူကကြေးကြုံပပျောက်ရင်းနှင့်ပတ်သက်၍ပြုလုပ်ခဲ့သောမစ္စူရီဖန်ဖြေရေးကိစ္စအကြောင်းကိုအစမှအဆုံးတိုင်အောင်ရာဇဝင်ခင်း၍ရှင်းလင်းဖော်ပြလေသည် ဖို့နောက်လူလဲရေးကြီးညာချက်ကြီးနဲ့အမေရိကန်ပြည်ထောင်စုအခြေခံဥထုရေးတို့၏ယူချက်များကိုရှင်းလင်းဖော်ပြလေသည်လင်ကွန်းကတမရဂျဖာဆင်အားအနောက်မြောက်ပိုင်းဒေသများကိုကျုံဘွားမှလွတ်မြောက်အောင်ဆောင်ရွက်ခဲ့သည့်အတွက်အလေးပြုကြောင်းပြောကာကြေကျွန်ရောင်းဝယ်မှုနှင့်ကြေကျွန်ပိုင်သမှုတို့၏အပြစ်များကိုအပြင်းထန်ပြောဆိုဆွေးနွေးလေသည်နောက်ကလည်းပြောသွားသောပြည်내ကိုပိုင်ဥထုရေးအကြောင်းနှင့်ပတ်သက်၍လင်ကွန်းကပြည်내ကိုပိုင်ဥထုရေးသဘောကိုဘယ်သူမှအကန့်ကွက်ပါဘူးဒါပေမဲ့အခုကိစ္စမှာ ပြည်နယ်ကိုပိုင်အုပ်ချုပ်ရေးနဲ့ဘာမှမသက်ဆိုင်ဘူးအရေးကြီးတဲ့အချက်ကတော့နီကရိုဟာလူဟုတ်သလားမဟုတ်ဘူးလားဆိုတာကိုသုံးဖြတ်ရလိမ့်မယ်နီကရိုဟာလူလို့ဆိုရင်နီကရိုကိုကြော်ဖြစ်ထားတဲ့အတွက်ပြည်နယ်ကိုပိုင်အုပ်ချုပ်ရေးဟာဗမာပြည်စုံတော်မှာလဲဘာဖြစ်လို့လဲဆိုတော့နီကရိုဟာလူဖြစ်ချင်းကြောင့်ပြည်နယ်သားတယောက်ဖြစ်အမှတ်ပြုရမယ်ပြည်နယ်သားတယောက်ဖြစ်ရင်လူလက်မှုပေးရမယ်သူတို့ကိုလူလက်မှုမပေးရင်ပြည်နယ်ကိုပိုင်အုပ်ချုပ်ရေးမှုဆိုတာဟာအတိတ်ပဲမရှိတော့ဘူးပြောလေတယ် သူပြောသောစကားများမှာရှင်းလင်းပြတ်သား၍လူအများနားလေလေသည် သူစကားများမှာ ရှင်းလင်းပြတ်သားုံသာမကတိကျီခဏလာသည်စကားလုံးလည်းကြောင်လာလေသည်အမှန်လောက်တဲ့သူနဲ့တူနေပါ သူအမှန်လောက်သည်မသူနဲ့ပေါင်းတယ်မှာသူအမှားလောက်တာနဲ့တပြိုင်နက်သူ့ကိုရှောက်ခါပါကြေးကြံပပျောက်ရေးသမားဟာမစ္စရီဖြန့်ဖြေးရေးဥပဒေကိုပြန်ပြီးပြည့်မြအောင်ပြုတဲ့အတွက်အဲ့ဒီသူနဲ့သူဥပပေါင်းဆောင်ရွက်ကြပါဒီနေ့နေ့သူကကျုံပြေးဥပဒေကို ြန်ပြီးပြည့်မြောက်အောင်ကြိုးစားတာနဲ့တိုင်နေသူ့ကိုချောက်ကြပါအဲ့ဒီလိုလို့ရင်ခင်ဗျားတို့အောင်လုံးအမှန်ကိုလောက်တာပါပဲခင်ဗျားတို့လုတ်ပုံအလေးဟင်းတဲ့သဘောနဲ့တင်မောကြီးနဲ့တူတဲ့ပြည်နယ်ကြီးဟာမတိမ်မဆောင်ပဲတဲ့တဲ့မှန်မှန်လိုရကိုတောင်းနိုင်ပါလိမ့်မယ်ဟု၍လင်ကုန်းကလူနာတွင်ဆွဲ၍ကြံရိတ်ခက်လောက်အောင်တီကြီးခညာစွာပြောပြလေသည်သူပြောသောစကားများမှာနိုင်ငံရေးသမားတို့ပြောနေကြစကားများကဲ့သို့မဟုတ်ထူးခြားသူတွေလာပဲသည်လူတို့လည်းနိုင်ငံရေးသမားနှစ်ယောက် အတိုက်ခံပြောဆိုကြပြီတိနော်မိမိတို့အိမ်တို့ပြန်သွားကြရဝဲဒေါက်ကလတ်အားအတိုက်ခံလုပ်နိုင်သူတယောက်ပေါ်ပေါက်လာပြီဟုကျိနဲ့ဝန်တာလျက်ရှိကြပေသည်ပြည်နယ်လွတ်တော်အစည်းအဝေး၌အမှန်ကိုလိုက်နာလောက်ကန်ရန်တညတညထဲဆုံးဖြတ်ကြလေသည်ဒေါက်ကလတ်တွင်တွင်သောဥပဒေမှာ အခြေမခံရင်းရင်ပြပြဖို့သာရှိတော်သည်လင်ကုန်းသည်ရင်းတော်လင်လူအများနှစ်တက်အောင်ခန့်ညားတက်သားစွာပြောဟောလိုက်ပြီနော်မိမိအားအီလူနတ်ရှိမိတ်ဆွေတို့က ကွန်ကရစ်လွှတ်တော်အမှတ်အဖြစ်ရွေးကောက်လိမ့်မည်ဟုညွှန်လင်းတော်လဲအရေးကောက်ကြသဖြင့်အရေးမခံရမည်အတူတူနောက်ကလပ်ကိုအတိုက်ခံပြုသည့်ဒီမိုကရက်ပါတီဝင် အမှတ်လောင်းတဦးကအကူအညီပေးလေသည်ရင်းတို့ကွန်ညီတော်လဲသူခညာမှာရွေးကောက်ပွဲတွင်ရှုံးရလေသည်ဘင်ကိုသည်ရင်းတို့တွတ်ချင်မကိုက်ထင်ချင်းပေါက်ပဲရှိတော်လဲစိတ်ပြည့်ချင်းမရှိပဲကြေးကျွံရောင်းဝယ်ပိုင်သမှုထွန်ကားခြင်းကိုအငြင်းတန်းတိုက်ခတ်ရန်တနိဋ္ဌန်ချပြည့်လင်မိမိ၏အလုပ်ရင်းဖြစ်သောရှင်းနေလောက်တွင်ဆက်လက်၍လုပ်ကိုင်လေသည် ရှိနေအဖြစ်တစားတစားနာမည်ကြီးလာတော့ကြောင်းသူ့ရုံး၌အမှုတင်ညာစီကားလျက်ရှိသည်အမှုတင်ညာတို့အတွက်ပွားများလာသည်လျာရှိနေကလည်းပုံမရရှိလာလေသည်တခါတရံသူ့တပည့်အားရှိနေကငညမြူရန်ပြောရသည်သည်ရင်းတော်လျင်အမှုတင်ညာအကျိုးကိုစေတနာတန်တန်နှင့်ဆောင်ရွက်လျက်ရှိနေစဉ်တွင်သူ့စိတ်ထဲ၌ဆွေးနွေးလျက်ရှိသောကြီးကျံပတ်တော်ကြီးကိစ္စကိုအမြဲတမ်းတွေးတောလျက်မြောက်ပိုင်းနှင့်တောင်ပိုင်းပဋိပက္ခမှုတွင်သူကညီတိနေရာမှနေပြီ ဆောင်ရွက်ရည်ဟူသောအချက်ကိုဝေဖန်စဉ်းစားလျက်ရှိလေသည်။မြောက်ပိုင်းနှင့်တောင်ပိုင်းပြည်နယ်တို့သည်ကိုယ်စားလှယ်များအားကန့်စက်မြို့တို့လို့၍ပြည်နယ်အချုပ်အခြာအာဏာပိုင်ကိစ္စကိုပြည့်ပြည့်ရှင်းလင်းအောင်စစ်ဆေးကြလေသည်။ထို့ခိုက်နိုင်ပင်ကန့်စက်နယ်နောက်ပိုင်း၌ဒီကိုလုံးကြီးများမိတောက်မိလန်ကြီးများကိုမြင်တွေ့ကြရလေသည်။မစ္စူရီနယ်ခြားလူစုများကကန့်စက်နယ်တဲ့သို့ဝင်၍လော်ရီမြို့ကိုတိုက်ခိုက်ဖျက်ဆီးမိရှို့ပြလေသည်။၃ရက်မြကြာသောအခါအတိုက်ခံရသောလူတို့က မိမိရဲ့တာမြန်နဲ့အတူလူ9ယောက်ကိုတက်ကကလဲစားချလိုက်လေတဲ့ယင်းတို့ပြိပခမှုများကြောင့်လူအပေါင်းတို့သည်ဒေါသပြင်းထန်စွာထွက်၍ကြောက်မဖွယ်ကောင်းသည့်အပြုမှုများကိုပြုမှုကြလေသည်လင်းကုန်းကတောက်မှန်တော်လဲမိအရှုခံရသောမျိုးဘက်ကတို့ညံ့မှမူ၍ကန်ဆတ်နေကြီးပျက်စီးပါပြီဟုပြကြော်တင်သောဂျွန်ဘရောင်း၏လှုပ်ဆောင်မှုဒီကတားဆီး၍မရနိုင်အောင်ဖြစ်လေတော်သည်1856ခုမေလဇလောက်တွင်အီလူနိုက်နှင့်လူမင်တန်မြို့၌ တော့ကလကကံကတိဒီမိုကရက်ပါတီဝင်များဝက်ပါတီဝင်များရေချုံပပျောက်ရေးတမများသည်စုယုံ၍အစည်းအဝေးကြီးတစ်ခုကျင်းပကရီပက်ပလီကန်ပါတီတစ်တစ်ခုကိုတည်ထောင်ကြလေသည်ထို့အစည်းအဝေး၌ပြည်내ကောင်းဆောင်များရေးကောက်တင်ရောက်ကြလေသည်အစည်းအဝေးသို့ပထမ၌လင်ကုန်းမတက်ရောက်တော့လေအနန်ကသူ့နာမည်ကိုပြည်내ကောင်းဆောင်ဆင်းတွင်ထည့်သွင်းထားရာအများကအစည်းအဝေးမတက်သူအားနာမည်သွင်းမထားရန်ဝိုင်း၍ကန့်ကွက်ကြတော့အခါအနန်က လင်ကုန်းထံတန်ကျိုးရရွေခေါ်လိုက်လေသည်လင်ကုန်းလည်းမကြမီပင်ရောက်လာပြီလျင်အစီဝေးတက်လေသည်လင်ကုန်းအစီဝေးတက်သည်ဖြင့်အများကဝမ်းမြောက်ဝမ်းသာရှိကြလေသည်လင်ကုန်းကဲ့သို့သောဝတ်ပါတီဝဟန်တို့အစီဝေးတက်ခြင်းမှာအတက်ဆရာဖြစ်လေသည် သူအားစကားပြောရန်ဝိုင်းဝန်းတိုက်တွန်းကြသောအခါလင်ကုန်းသည်ထား၍ပြောလျာတတိမှတ်သောတတိထတို့မှာတတိမှတ်ရန်ကိုပင်မေ့၍ငေးနေကြလေသည်အစီဝေးရှိပြည့်တဲ့အလုံးမှာလင်ကုန်း၏စကားတွေ့ချက်ကိုငေးမောနားထောင်လျက် လင်ကုန်း၏ဩဇာမှာအစည်းဝေးတစ်ခုလုံးပေါ်တွင်ရမ်မိုးတော်လီတော်သည်သူ့ဆရာကိုကြည့်၍ပီတိဖြစ်နေသောဟန်တန်ကမစ္စတာလင်ကုန်းအားငကိုကအရက်၆ပေလေးလက်မှရှိတယ်လို့ဆိုရင်ဘလူးမင်တန်အစည်းဝေးမှာ9ပေရှိတယ်လို့ဆိုရမှာပဲဟုချီးကျူးလိုက်လေသည်လင်ကုန်းကကျွန်တော်တို့အကျံပဒံမဖက်ပဲဘာမဆိုတိခတ်မှုတရားရှိထားပြီးစောင့်ရွက်လို့ရှင်အကြောင်းဆောင်လို့အကျံပဒံဖက်လာတဲ့အခါကျွန်တော်တို့ကမူမှန်လို့ဘုရားသခင်ကကျွန်တော်တို့ကိုကြည့်စုဆောက်ရှောက်မှာပဲဟုပြောကား သူ့စကားကိုနှီးကုန်းချုပ်လိုက်လေတည်းထို့နှီးကုန်းချုပ်စကားကို ပြောမိကလေးကပင် သူကကျွန်တော်တို့ပြည်တော်စုဟာတကယ်တမ်းလွတ်လပ်တဲ့ပြည်တော်စုဖြစ်အောင်ဆောင်ရွက်ကြရလိမ့်မယ်နမေအဖြစ်သားလွတ်လပ်တဲ့ပြည်တော်စုဖြစ်နေတင်းတိမ်မနေကြပါနဲ့တောင်ပိုင်းကညီညွတ်မှုဖြည့်ဆည်းနေတဲ့လူတွေကိုကျွန်တော်တို့ပြောချင်တာကပြည်တော်စုတဲကကျွန်တော်တို့ဘရောမှထွက်မသွားဘူးခင်ဗျားတို့လည်းထွက်မသွားစေရဘူးဆိုတာပါပဲဆိုဆိုလေတည်းရင်းတို့ရာဇဝင်တွင်လာအောင်ခင်ညာစွာပြောလိုက်တော့စကားညာကို ကြားရသူအပေါင်းတို့မှာအာယုံဆက်၍မင်းမောနေကြလေသည်တရင်တော်များတရင်မှတ်ရန်မိသွားသည်မှာမထူးဆန်းလာခြင်းထိုည၌စီဝံပြန်သွားသောပြည်တဲ့အပေါင်းကဤလူ၌မှာဒီလောက်စကားပြောကောင်းတာမရှိသေးဘူးလင်ကုန်းဟာတတိချက်နဲ့ပဲသမဏဖြစ်နိုင်တယ်ဟုဆိုကြလေသည်ငါးရက်မြတ်ကြာသောအခါစပရင်ဖီ၌လူမင်တန်ကွန်ဖရင့်ဆုံးဖြတ်ချက်ကိုအတည်ပြုရန်လူတို့အစည်းအဝေးတည်းခေါ်လျက်လင်ကုန်းနှင့်သူတစ်ဖက်ဟန်နန်အပြင်ဒီဘက်ပလီကင်ပါတီဝင်တဦးသာလျှင် တယောက်ကြတဲ့ဖြင့်လင်ကွန်းကကိစ္စမရှိပါဘူးအခုလူတို့ကကျုပ်တို့ဘက်ကိုမပါပေမဲ့ကျုပ်တို့တရားဟောလိုက်ရင်ပါလာမှာပါပဲဟုဆိုလေသည်လူမင်တန်ကွန်ပလင့်တွင်တရားဟောပြီးနောက်လင်ကွန်းအားရီပက်ဘလစ်ကင်ဖြစ်လာလျင်လည်းပါတီခေါင်းဆောင်အဖြစ်အများကအသိမှတ်ပြုလာကြလေသည်အီလီနိုက်နှင့်အင်ဒီယားနာပြည်နယ်များမှာစာအမြောက်များရရှိလေသည်သူအားတရားဟောကြွလာရန်တောင်းမှန်ဖိကြားစာများရောင်များစွာရရှိလေသည်ရီပက်ဘလစ်ကင်ပါတီ ထမအမျိုးသားကွန်ဖရင့်ကြီးကျင်းပသောအခါဂျွန်ပီမွန်ကိုတမနာလောင်းဖြစ်ရွေးကောက်တင်ရလကြသည်ထိုခါ၌လင်ကွန်မှာဒုတိယတမနာလောင်းဖြစ်မဲ130ရတော့လဲရွေးကောက်ခြင်းမခံရပေရင်းတို့မဲများရခြင်းမှာသူ့အားထိတ်တန့်ရတို့နဲ့တင်လျော်သည်ဟုလူအများယုံကြည်မှုကိုပြခြင်းပင်ဖြစ်လေသည်ဤနေ့တို့ပြန်လာပြီးလင်လင်ကွန်သည်ရီဘက်ပလေကေပါတီစီယုံကြီးကိစ္စကိုအပြင်းထန်ဆောင်ရွက်လေသည်ရီမွန်အတွက် မဲဆွဲတရားအချိန်90ညဖော်ပြပေးလေသည်သူရတွင် free moon နဲ့ republican party ဝင်တို့လည်းရွေးကောက်ပွဲ၌ရှုံးကြလေသည်ဒီမိုကရက်သမ္မတလောင်းဦးကနေမှာအရွေးခံရလေသည်ဦးကနေဒီကတောက်မိုင်းသားတို့၏လက်ကင်တော်ရုပ်သိမ်းမျှတာဖြစ်လေသည် republican party ဝင်လူငယ်များမှာစိတ်အားလျှော့သွားခြင်းမရှိဘဲပြည်ထောင်စုတစ်ခုလုံးတွင်မိမိတို့ party အင်အားတောင်းတမှုအတွက်စိတ်အားထက်သန်စွာဆောင်ရွက်ကြလေသည်လင်ကုန်းဒီ chicago မြို့ညစာစားပွဲကြီးနိုင် စိတ်အားတကြပွားရာစကလုံးများကိုပြောကြလေသည်သူပြောသောလူလက်ရင်းနှင့်အခြေခံတရားအကြောင်းကိုလူများစိတ်ဝင်စားစွာနားထောင်ကြလေသည်ရင်းတို့လျင်လင်းကုန်းသည် Republican Party တွင်အရေးပါရရောက်သောခေါင်းဆောင်တဦးဖြစ်လာလေသည်ဘူကာနှင့်တမနာအဖြစ်ရာထူးအနေပြီနော်နှစ်ရက်ကြာတွင်တရားလွှတ်တော်ချုပ်ကနီကရိုမှာအမေရိကန်ပြည်ထောင်စုနိုင်ငံသားမဟုတ်မိမိတခင်ပိုင်သောပစ္စည်းတစ်ခုသာဖြစ်သည်ဟုဆုံးဖြတ်ကမစ္စူရီဖန်ဖြေရေးဥပဒေမှာအစကတည်းက တကူအနာမရှိကြောင်းဆိုထားလိုက်သည်ထိုဆုံးဖြတ်ချက်ကိုထောက်ချူခြင်းအပြင်တောင်ပိုင်းသားကြီးကြုံပိုင်များသည်အာနာကိုလက်ဝယ်ရှိနေသူများဖြစ်ကြောင်းထင်ရှားလိုက်သည်သူတို့သည်ပြည်တော်စုလွှတ်တော်နှင့်အာနာပိုင်းအစိုးရတို့ကိုဩစာပေး၍ချုပ်ချယ်လာကြရမှာအခုတရားလွှတ်တော်ချုပ်ကိုလည်းချုပ်ချယ်လာကြနေပြီတရားလွှတ်တော်ချုပ်၏ဆုံးဖြတ်ချက်အရဆိုရင်ကြီးကြုံရောင်းဝယ်ရေးပိုက်တမှုမှာကျုံပြည်နယ်ညနေတမကလွတ်လပ်တော်ပြည်နယ်ညနေပင်ပြုလို့ဆောင်ရွက်နိုင်လာပေပြီ။ ရေကျုံစနစ်ဖျက်သိမ်းသမားများသည်ထိုစီရင်ချက်ကိုကြားရသောအခါရောသားကြီးစွာဖြစ်၍လွတ်တော်ပြည်နေညာပြည်တော်စုမှထွက်ခွာကြရန်တိုက်တွန်းလေသည်နောက်ကလည်းသည်တရားလွှတ်တော်ချုပ်စီရင်ချက်ကိုခုခံကာကွယ်ရန်ဤလူ၌သို့ရောက်လာလေသည်လင်ကွန်လည်းဒေါက်လက်တော်သောစကားတို့ကိုနားထောင်၍သူ၏တရားပေါ်လွှတ်လေသောစိတ်ကိုစိတ်တွင်း၌ဝေဖန်လျက်ရှိလေသည်ဒေါက်လက်ကလွတ်လည်ရေးကျင်ညာစာတမ်းမှာလူပြုများအတွက်သာဖြစ်၍ဤကလူများအတွက်မဟုတ်ကြောင်းထို့ကြောင့် မျိုးချေပုဂ္ဂိုလ်များအားလုံးသည်တရားလွှတ်တော်ချုပ်၏စီရင်ချက်ကိုဝတ္တရားတိုင်းလိုက်နာဆောင်ရွက်အကြောင်းပြောပြလေသည်ယတတပတ်နှစ်ပတ်ကြာသောအခါဒေါက်ကလက်ပြောခဲ့သောနေရာ၌ပင်ဘင်ကွန်ကဒေါက်ကလက်အားပြန်လည်ချိပလေသည်သူကလွတ်လပ်ရေးကြီးညာစာတမ်းကိုအထုအမြက်သဘောထားတဲ့အခါတုန်းကလွတ်လပ်ရေးဟာအများနဲ့တက်ဆိုင်တယ်လို့မှတ်ထည်ယုံကြည်ကြတယ်။ယခုနီကရိုကိုကျွန်ပေါ်မှာရတပ်ပန်ထားခြင်းဟာလွတ်လပ်ရေးကြီးညာစာတမ်းကြီးကိုသူတို့ဟာသူတို့လိုရာဆွဲပြီးအမျိုးမျိုး ဒိဗေကောက်ချင်းတာဖြစ်တယ်။ရှေ့ကလိုအထုံးမြတ်မထားပဲစကုစုလို့ဆုတ်ချေပြလိုက်ကြတယ်။ဒီကြီးညာစာတန်းကြီးကိုစပြီးဒီထွန်းတဲ့ပုဂ္ဂိုလ်ကြီးများသာသူတို့တင်းတိုင်းတွေကထလာနေမယ်ဆိုရင်သူတို့ရေးပြခဲ့တဲ့ကြီးညာစာတန်းကြီးကိုပြန်ပြီးမှတ်မိကြတော့မှာမဟုတ်ဘူး။အခုကာလမှာဝကြီးထွန်းကားနေလို့အနာလူကျင်ကြတဲ့သဘောနဲ့အမျိုးမျိုးကမောက်ကမပြုတ်နေကြတယ်။ကျွန်တော်တို့ကတော့တရားလှတော်ချုပ်စီရင်ချက်ဟာမှားတယ်လို့ယူဆတယ်။တရားလှတော်ချုပ်ဟာကိုယ်စီရင်ချက်ကိုကိုပြန်ပြီးဖြစ်တတ်တဲ့အလေးရှိလို့ ကျွန်တော်တို့ကလည်းဒီစင်ချက်ကိုပြန်ထက်ပြအောင်ကြိုးစားကြရလိမ့်မယ်ဟုဆိုလေတယ်။လင်ကွန်ဒီ Republican Party နဲ့ Democrat Party တို့အကြောင်းကို ရှင်းလင်းပြသစွာဖော်ပြလိုက်လေတယ်။ Republican Party ဝင်တို့ဟာဘာပဲဖြစ်ဖြစ်ညီကရိုသည်လူတယောက်ဖြစ်သည်လို့ယုံကြည်ကြတယ်။အဲ့ဒီလိုလူဖြစ်တဲ့ညီကရိုရဲ့လွတ်လပ်မှုကိုချုပ်ချယ်တာဟာရက်စက်ရကြတယ်။မတရားရကြတယ်။အဲ့ဒီလိုပဲ Republican တို့ကယုံကြည်ကြတယ်။ Democrat တွေကတော့ညီကရိုကို ူလို့မယုံကြည်ကြဘူးနီဂရိုဟာလူဖြစ်နေတခြားလူတွေလိုပဲအရေးပါရရောက်တယ်လို့မယုံကြည်ကြဘူးနီဂရိုရဲ့လွတ်လပ်မှုကိုချုပ်ချယ်တာဟာမတရားဘူးလို့မဆိုကြင်ကြဘူးနီဂရိုကိုမုန်းတီးအောင်အမျိုးမျိုးလွှန့်ဆိုကြတယ်အဲ့ဒီလိုပြည်တော်စုသားအချင်းချင်းမသိညံ့အောင်လုပ်နေပါလေနဲ့သူတို့ကိုသူတို့ပြည်တော်စုကြီးညွတ်မှုကာကွယ်ရေးသမားများလို့ခေါ်ကြတယ်ပြည်နယ်ကိုပိုင်အုပ်ချုပ်ရေးအတွက်ဆောင်ရွက်ကြတယ်လို့ဆိုပါတယ်စပရင်ဖီမျိုးရှိရီပက်ပလီကန်နိုင်ငံသမားတို့သည် ီမိုကရက်ပါတီကောင်ဆောင်ဒေါက်ကလတ်ကိုရှင်းပြနိုင်သူမှာအီဗရာဟင်လင်ကွန်သာဖြစ်တယ်ဟုမှတ်ထင်ယုံကြည်ကြလေသည်ဒေါက်ကလတ်လည်းသူ့ပြည်နယ်ကိုပိုင်အုပ်ချုပ်မှုဝါဒကြီးနဲ့မဲဆွယ်ရန်ရောက်လာတော့သည်လင်ကွန်ကလည်းရီပက်ပလီကန်ပါတီကသူ့အားအရွေးခံရတိုက်တွန်းလျင်အရွေးခံရအသိရှိကြောင်းလူတိုင်းသိလေသည်လင်ကွန်ကအညာပြည်သူအချုပ်ချာအာဏာပိုင်ဝါဒဆိုတာဟာတကယ်တော့တယောက်သောသူကတယောက်သောသူကိုကြုံလို့လျင်ပင်အခြားလူတယောက်က ကမ်ကပူဆိုတဲ့ဝါထားပါပဲထိုချက်မှာဒေါက်လက်ဖို့အတော်ပင်အကျက်ကင်တော့အချက်ဖြစ်သည်သူတို့ရဲ့ဟန်တန်သည်လင်ကုန်းမှာမှတ်စုများကြီး၍သူ့အုပ်ထုတ်တဲ့သို့ဟဲ့နေတီကိုမြင်ရလေသည်လင်ကုန်း၏အကျက်မှာဘာမဆိုသူမကြခရတ်သုံးသည့်ပစ္စည်းမှန်လျင်သူ့အုပ်ထုတ်တဲ့သို့ဟဲ့လေရှိသည်ဒီလိုသောနန်းနိုင်လင်ကုန်းသည်ရုံးသူလာ၍အုပ်ထုတ်ထဲမှဆာရက်ဟိုစာများကိုဆွဲထုတ်ကစပွဲပေါ်တွင်စီစဉ်ပြီးနောက်ဟန်တန်အားငါမိန်ကုန်းကိုဖတ်ပြမယ်မင်းနှထောင်စဲ ပြီးရင်အဖက်ဖက်ကဝေဖန်စမ်းဟုပြောကားသူ့မိန်ကုံကိုဖျက်လိုက်သည်သူ့မိန်ကုံနဲ့တွင် အောက်ပါအပိုက်တစ်ခုပါရှိသည်ကျွန်တော်ဟာဘက်စကန်ဆိုက်လို့ဘက်စကန်ထီသွားမယ်ဆိုတာသိကြရင်ဘာကိုလုပ်လို့ဘလို့လုပ်မယ်ဆိုတာကိုလည်းသိကြရပြီလေမယ်အခုဒီကြုံပြဿနာကိုဖြေရှင်းနိုင်မယ်ဆိုတဲ့ပြည်နယ်ကိုပိုင်အုပ်ချုပ်ရေးဝါဒကိုအသုံးပြလာကြတာဟာငါနဲ့တိုင်ပါပြီဒီဝါဒကိုအသုံးပြလာပေမဲ့ယခုတက်တိုင်ရေးကြော်ပြဿနာဟာပြည်တယ်ပြောက်တဲ့အပြင်ပို့လို့သာဆိုလာပါတယ် ျွန်တော်အတီလင်းဆိုရမယ်ဆိုရင်ဒီပြဿနာဟာယောဘားတက်တော့ခြင်းမရှိပဲပို့လို့သာကဲလာပြီလေဒီနေ့နေ့မှာတော့ဒုက္ခကြီးလက်လက်တွေ့ကြပါလိမ့်မယ်အိမ်သားချင်းဝဲနေတော့အင်အားဒီနေ့ကြတော့ပျက်စီးတတ်တယ်ဆိုတဲ့စကားပုံကိုသတိပြုကြပါပြည်တော်စုအစိုးရကြီးဟာတဝက်ကျွန်တဝက်လွတ်လပ်တဲ့အစိုးရမျိုးဖြစ်နေတယ်တာရှည်နေလို့ဖြစ်နိုင်ပါဘူးပြည်တော်စုကြီးဦးပြတ်သွားလိမ့်မယ်လို့ကျွန်တော်မမျှော်လင့်ပါဘူးကျွန်တော်ညွှန်လိုက်တာကတော့ယခု အငင်းညမှုကြီးတွေမကြခင်ပတ်တောက်သွားလိမ့်မယ်လို့ညွှန်လင်းပါတယ်။အဖက်ဖက်ကိုလိုက်ပြီးအားလုံးညင်ညွတ်ကြဖို့ရှိတယ်။ကျုံကိစ္စတိုက်ဖြတ်နေတဲ့လူတွေဟာကျုံရောင်းဝယ်စနစ်ကြီးကိုမပြန်ပွားအောင်တားဆီးနိုင်ရင်တားဆီးဒီလိုမှမဟုတ်ရင်ဒီစနစ်ကြီးကိုလက်ခံနိုင်ရင်လက်ခံခုခုကိုသာပြပြတတလုပ်ဖို့ကြိပါတော့တယ်။နောက်ပိုင်းနဲ့တောင်ပိုင်းဟာစိတ်စီတဝါရစီကွင်းနေဖို့အချိန်မဟုတ်ပါဘူး။စီလုံးညင်ကြဖို့သာအချိန်တန်ပါပြီ။ရင်းတို့လင်းကုန်းက ကြည်ကြည်ခညာတော့အတန်ဖြစ်သူ့မိန်ကွန်းကိုဖတ်ပြလိုက်တော့အခါသူ့ဘဲဟန်နန်ကကျူးပင်နှစ်တက်အားရ၍ခညာရေးထားတဲ့မိန်ကွန်းဟာအတော်ပဲကောင်းပါလေဒီမိန်ကွန်းတစ်ခုတည်းနဲ့ခညာဟာအမေရိကန်လူလူကြီးရဲ့ခေါင်းဆောင်ကြီးကောင်းကောင်းဖြစ်နေပါလေဒီမိန်ကွန်းကိုခညာတို့တရင်သာထဲမှာထည့်ပြအောင်ထည့်ပါဒီနေ့နေ့ကျတော့ဒီမိန်ကွန်းအချောင်းပြုတ်ပြီးခညာတမနာကြီးဖြစ်ပါလိမ့်မယ်ဟုကြိုတင်၍နမိတ်ဖတ်လိုက်တဲ့ကဲ့သို့အားရပါရပြောလေသည်မိန်ကွန်းဒီထိုမိန်ကွန်းကိုယူ၍ပါတီဘိုဌာနတွင်ဖတ်ကြရ နိုင်ငံရေးကောင်းဆောင်ကြီးများကအင်သားချင်းကွက်နေတော့အိမ်ဟူသောစကားကိုအနှစ်သက်ကြခြင်းသူတို့ကမင်းဒီလိုပြောရင်လူလူကကြိုက်မှာမဟုတ်ဘူးဟုဆို၍ထိုစကားလုံးကိုဖျက်ပြရန်တိုက်တွန်းကြသည်တို့ရတွင်အစည်းအဝေး၌လင်ကုန်းဖျက်ပြသောအခါထိုစကားရက်ကိုမဖျက်ဘဲထိတ်သွင်း၍ဖျက်ပြလိုက်လေသည်ရင်းတို့ဖျက်ပြပြီးနောက်မဲဆွယ်လျာလင်ကုန်းရှုံးသောသဖြင့်နိုင်ငံရေးကောင်းဆောင်ကြီးများကသူ့ထံသို့လာ၍ငါတို့မပြောဘူးလားဟုဆိုကြလေသည်လင်ကုန်းက ခင်ဗျားတို့ဘယ်သူမှမတိုက်ချင်နေကျွန်တော်မိန်ကုံးကိုကြိုက်တဲ့လူတယောက်တော့ရှိတယ်။အဲ့ဒီလူဟာကျွန်တော်မိတ်ဆွေရင်းဖြစ်တဲ့ဝီလျံဟန်နာပဲဟုပြောလိုက်လေသည်။အားလုံးကထိုမိန်ကုံးနဲ့ပတ်သက်၍အပြင်းထန်ဝေဖန်နေကြစဉ်တွင်လင်ကုံးကတူတဝါလုံး၌ကျောတညစကရများတွင်ထိုမိန်ကုံးကိုသာအနှစ်သက်ဆုံးဖြစ်သည်ဟုဆိုလေသည်။ဒီပက်ပလီကန်ပါတီကလင်ကုံးအားဤလူနိုင်ပြည်နယ်အမှတ်အဖြစ်အရွေးခံရန်အညီအညွတ်ဆုံးဖြတ်လိုက်လေသည်။လင်ကုံးကလည်းထိုဆုံးဖြတ်ချက်ကိုလက်ခံလိုက်လေသည်။ထို့နောက်သူသည် နောက်ကလေးတော်တော်ရရညတော့တော့ကနောက်ကလေးကားများကိုခြေပနေတယ်။ရင်းတို့တယောက်ကပြောသားပြည်တည်နောက်မှာတယောက်ကလာ၍ခြေပနေခြင်းကိုအားမရလာတဲ့ဖြင့်သူ့မိတ်ဆွေများကနောက်ကလေးနဲ့ရှင်းပြ၍စကားအခြေတင်ပြောရန်တိုက်တွန်းကြလေသည်။လေကွန်းကတဘောတူသဖြင့်နောက်ကလေးထံသို့ရဲလျင် ရှင်မာလာဟုသော အကြောင်းကြားစာပေးပို့လာရာနောက်ကလေးမှမငင်းတာပဲလက်ခံလိုက်ရလေသည်။ငင်းတာလျင်ငင်းလို့သည်။ဘဲကြောင့်ဆိုသောနောက်ကလေးမှာ တိုင်းပြည်ပြည်သည့်ပုဂ္ဂိုလ်တရားဖြစ်၍မိမိပြည်နှင့်အတွေ့၌သာနမည်ကြော်လျက်ရှိသောလင်ကုန်းနှင့်ရှင်းတန်း၍ပြောရလျင်မိမိအဖို့အမျက်မရှိအကျုံးသာရှိနိုင်လေသည်သူအားတွင်ညင်းပယ်လိုက်လျင်လည်းမပြောရှိ၍ညင်းပယ်လိုက်သည်ဟုဆိုမည်ဆိုလာတော့ကြအောင်တတ်နှင့်လက်ခံလိုက်ရတော့သည်နိုင်ငံ၏အခြေတင်ပြောဝဲမှာမြို့သူမြို့သားတို့အဖို့ပြောစရာကြီးတည့်ရပင်ဖြစ်လေသည်လင်ကုန်းနှင့်နောက်လိုက်နောက်ပါမိတ်ဆွေတင်ကားတို့ကတပန်ဒေါက်ကလက်နှင့်နောက်လိုက်နောက်ပါ မိတ်ဆွေတင်ခါတော့တပတ်လန်ကြီးညတလူလူလွင့်လျက်ဘင်းခရညာတဖက်စီတီကချင်းချင်းတက်တက်ကျင်းမကြလေတဲ့ထိုစကားအခြေတင်ပြောဝဲမှာတညွနိုင်တာမဟုတ်အီလီနိုက်ပြည်နယ်ရှိမြို့ကြီးမြို့ငယ်များတွင်အလဲကျကျင်းပရန်ဖြစ်လေတဲ့ရင်းတော်လျင်တညွမှတညွတို့ကြပြောကြပါချီတော့ကစကားစီတို့ပွဲကျင်းပကြသဖြင့်ပြည်နယ်လူလူမှာကြော်ပွဲတပင်တည်းရလူလာသည်ဟုအောင်းမိကြလေတဲ့သူတို့ပထမကျင်းပသောအရက်မှာရောက်ပိုင်းမြို့တမျိုးဖြစ်သည့် အတဝါညွတ်တယ်ဖြစ်တယ်။စနေနေ့နဲ့ဖြစ်တဲ့ဖြစ်တရားဟောပွဲပက်လည်၌လူပေါင်းထောင်သောမကတလုံးလုံးတခြားခြားနဲ့ဝိုင်းရွေနေကြလေတယ်။ဩဂတ်စ်လဖြစ်တဲ့ဖြစ်နေတော်ပူသောကြောင့်တယုံယုံနှင့်နေသည့်လူလူကြီးပေါ်တွင် နေကျချဲပူလျက်ရှိလေသည်။တလုံးလုံးတရရရသွားလာနေကြသောကြောင့်ဖုန်တထောင်းထောင်းဖြစ်နေလေသည်။တစ်ဖက်တစ်ဖက်အပြိုင်ဆိုင်ဘင်ခရနာတိကစုညံနေကြလေသည်။နောက်ကလည်းရလာသောအခါအမြောက်နှစ်ချက်ဖောက်၍ကျိုးကြလေသည်။လူလူတဲတွင် ရင်ကွင်းကြီးရက်ရှိကြီးကိုအဝေးကပဲမြင်နိုင်လေသည်နောက်ကလမှာကုကွက်ကွာဖြစ်၍စိတ်မြင့်ပေါ်သောကုန်းတက်ကအတန်နှကြီးဖြင့်အော်ဟစ်ပြောဆိုနေသည်လင်ကွန်းကနောက်ကလကဲ့သို့ရန်ဟစ်အော်ပြောဆိုခြင်းပြုပဲအကွက်ဆစ်ဆစ်ပြန်၍ခြေပါလေသည်သူတို့ပြောသောစကားများကိုပါတီတရင်သားများကအသီးသီးဖူတကြကတစ်ဖက်နှင့်တစ်ဖက်အပြင်းထန်ဝေဖန်ကြလေသည်နောက်ကလကတနည်းအားဖြင့်လင်ကွန်းအားကျော်စနစ်ပပျောက်မှုတမားများ စည်းဝေးတို့တယောက်သည်ဟုစစလိုက်ရာစစစကြအမှန်ဟုတိတိကျကျခြေပါလိုက်ဖြင့်နောက်ကလမှာ အခဲအခဲကျုံသွားလိုက်တော့သည်ထို့ကြောင့်သူကမိတ်ဆွေတယောက်ထံတန်ကြိုးရရွေခေါ်လိုက်သည်အမဲလိုက် ခွေးဆိုးကြီးတွေငနကိုလိုက်လာလိမ့်ပြီဖျားချင်းတကူတော်မလို့လိန်လာရဲ့အမြန်လိုက်ခဲ့စမ်းပါကွယ်ငါကိုကူပြီးတိုက်ပေးစမ်းပါဟူ၍ရေးလိုက်ရာတန်ကြိုးကို Republican တို့ကရောက်တော်တယ်ပြင်သူတို့ပါတီတည်ထောင်ညတွင် ဖျားရှင်တကူတော်မလို့ဟူသောခေါင်းစည်းကြီးဖြင့်ထဲ့သွင်းဖော်ပြကလောင်ပြောင်ထားကြလေသည်ယတရပတ်တပန်းညကြသောအခါဖရီပုမျိုးတွင် စကားချေတင်ပွဲတစ်ဖန်ကျင်းပါရလင်ကွန်းကယင်ပြောရလေသည် သူသည်ပြည်တဲ့နှစ်တက်အောင်အကွက်စစ်စစ်ပြောလိုက်သည်ဖြင့်ပြည်တကသူ့ဘက်သို့ပါလာလေသည်နောက်ကလကသူ့အားမေးသောဦးလေချောင်းဘက်မေးခွန်းများကိုသူကအကွက်ကြကြပြန်၍ပြနေသည်ဖြင့်လူလူမှာသူ့ဘက်သို့လုံးလုံးလာလာပါလာလေတော့သည် တတိယစကားအခြေတည်ပွဲမှာလူနိုင်ပြည်နယ်တွင်ကြီးကျော်ရောင်းဝယ်မှုကိုအထူးလိုလားသောဂျုံဘိုရိုမြို့တွင်ဖြစ်လေသည်သူမျိုးနိုင်လင်းကုန်း၏ကျော်စနစ်ကန့်ကွက်မှုထင်မြင်ချက်တို့ကိုလက်မခံဘဲနောက်ကလက်ကတပန်းတော်သားလေသည်နောက်တစ်ပတ်ချားစတန်မျိုးနိုင် စကားပြောကြရာတွင်သူမျိုးရှိ လင်းကုန်း၏မိစေညာကသူအားလမ်းကြီးများတလူတို့နှင့်ကြိုးဆိုကြလေသည်ဂစ်ပန်မျိုးတို့ရောက်သောအခါအော်တိုဘာလာဖြစ်သည့်ဖြင့်မိုးများတိတ်ထန်စွာရွာ၍လေပြင်းများတိုက်ခတ်နေတော်လဲမြို့လယ်မှာ လင်ကုန်းကိုထောက်ခံသောမြို့ဖြစ်သည့်ပြင်လယ်သမားလောက်သမားတို့ကလင်ကုန်းအားအကြီးအကျယ်ကျိုးဆိုကြလေသည်လင်ကုန်းလည်းသူ့အနှစ်သက်ဆုံးဖြစ်သည့်လွတ်လပ်ရေးချင်းချစတဲ့အကြောင်းကိုပြောပြလေသည်ထိုစတဲ့ကြီးအရာလူတိုင်းလွတ်လပ်၍အတန်းအစားချင်းတူသည်ဟုသောအပိုက်မှာနီကရိုလဲလူပင်ဖြစ်၍နီကရိုလင်လည်းတက်ဆိုင်ကြောင်းပြောပြလေသည်သူကထိုစတဲ့ကြီးရေးသားပြုစုသည့်ပုဂ္ဂိုလ်ကြီးများကနီကရိုများကိုလူစည်းမသွင်းဘဲချက်လက်ထားခဲ့သည်ဟုဒေါက်ကလက်က တည်တည်တရကပြတ်နိုင်ပါသလားဟုဆိုလိုက်လေသည်ဒေါက်ကလမလက်ရှိအမှတ်ဖြစ်၍နိုင်ငံရေးအနာရှိသူဖြစ်သည်လျာသူလာလျင်မြောင်များပြစ်ထောက်၍ကြိုးစိုးခြင်းအထူးမြေထားဖြင့်လာရောက်ခြင်းအခန့်ပေါ်ညာကျင်းပါခြင်းစသဖြင့်ခန်းခန်းနာနာလောက်တော်လဲသူ့ဘက်မှအထောက်ပံ့တဖြည်းဖြည်းနေပါတော့ကြောင်းသူ့အခြေမဟန်လာတော့ကြောင်းသိရလေတော့သည်လင်ကုန်းမှမူတောင်မှမြေထထွဲ၌တော်လကောင်းတခါတည်းရန်ကုံတွဲ၌တော်လကောင်းစီး၍ခီးသွားလေသည်ဘူရာတို့ရောက်ကြရင်လဲ ောက်ရိုးလှဲကြီးကိုစီး၍တွားရလေသည်ရင်းတို့အကြွားဟောရအောင်ထပ်ဖဲခရိုးရိုးတွားလာခြင်းကြောင့်အလုသမားလူသားဆညာကသူ့အားချစ်ခင်ကြည်ညိုကြလေသည်သူတို့စကားအခြေတဲ့ပွဲများကိုတရင်းဆန္ဒတွေအမြဲတမ်းထဲ့သွင်းကြတော့ကြောင့်အတိုင်းတစ်ပြည်လုံးကဖက်ရှုသိရှိကြလေသည်လေကုန်းဤမိတ်ဆွေများနှင့်ရန်သူများသည်ခုထဲသောမေကုန်းကိုသူတို့ဘာသာသူတို့မေးကြလေသည်ဒီရက်ရှိချိန်နဲ့ရည်စရာကောင်းတဲ့ရှိနေဟာတိုင်းပြည်ပြည်ပုဂ္ဂိုလ်ကြီးတယောက်ဖြစ်လာမှအမှန်ပဲလား လင်ကုန်းဟာတကယ်တမ်းတော်တဲ့လူပဲလားဟူ၍ဖြစ်သည်အဲဒီတားမျက်ထံပိစာများတွင် လင်ကုန်းအားချီကျူးသောချက်များပါရှိလေသည်တိုင်းသည့်ပြည်သည့်ခေါင်းဆောင်ကြီးဒေါက်ကလက်ကိုပြန်လဲချိပနှင့်သောအညတရာလင်ကုန်းသည်စကားပြောဆိုတွင်ရာဇဝင်မှတ်တမ်းတင်လောက်အောင်တော်ပါပေသည်သူပညာဘုဒ္ဓတမှာကျယ်ဝန်းလေးနဲ့လာသည်သူအပြောဆိုမှအကွက်ကျ၍အကျိုးအကြောင်းတင်လာပေသည်ပြောပုံဆိုပုံမှာလည်းအတော်ပင်တည့်ရလှပါသည်ဟုထိုစာများတွင်အတီးတီးဆိုကြလေသည် သူတို့စကားခြေတင်ကြောရမြို့မျိုးများတွင်အကြီးဆုံးမှာကွင်စီမျိုးဖြစ်သည်ထိုမျိုးမှာအီလီနိုက်ပြည်နယ်တွင်ကုန်စည်ရောင်းဝယ်မှုဗဟုထဏဖြစ်လေသည်ဒီဘက်ပလက်ကင်အဖွဲ့ဝင်တို့သည်အလုံးကြီးနှင့်အကြပြည်လင်လို့ရှိတဲ့ကြောင်းပေါ်တွင်ဝယ်ဝယ်ငယ်ကလေးတကောင်ကိုတင်၍ယူလာကြလေသည်ဝယ်ဝယ်မှာလင်ကုန်းကြီးခင်ကပါဝင်ခဲ့သည့်ဖွတ်ပါတီအမတ်တစိဖြစ်လေသည်ဒီမိုကရက်တို့ကဒီဘက်ပလက်ကန်တို့အားတယောလိုသောဆန္ဒနှင့်ဝယ်ဝယ်တေကလေးကိုအမိမှချိတ်ဆွဲ၍လာကြလေသည် လက်ခွဲတင်ကြီးတွင်သိရွက်ချောင်းများကျွေလျက်ရှိသည်မြို့လေကောင်၌တရားဟောတန်လေးထဲ၌လွင်လျက်ရှိသည်လင်ကွန်းကကျွန်တော်နဲ့ဒေါက်လက်တို့ခုနှစ်မျိုးမှာစကားချေတင်ပြောပွဲကျင်းပဖို့စီစဉ်ကြတဲ့ကကျွန်တော်တို့နှစ်ယောက်ပြောတဲ့စကားကိုဒီနေရာမှာရှိတဲ့ပြည်သက်တွေတာမကတတိုင်းနှစ်ပြည်လုံးကကြားကြလိမ့်မယ်လို့ညွှန်လိုက်ပါလေတကယ်တမ်းဆိုရင်ကျွန်တော်တို့ပြောနေတဲ့အကြောင်းကိုကဘာကလည်းကြိုးစားပြီးနောက်ထောင်နေတယ်အဲဒီတော့ကျွန်တော်တို့ဟာဘာပဲပြောပြောဘာပဲလုပ်လို့ အိနေနဲ့ပြောအိနေနဲ့လှုပ်ဖို့ကောင်းပါလေ။ကုန်ပစ္စည်းတက်တဲ့အလိုမျိုးကိုချောင်ကျင်းဖို့ကောင်းပါလေ။လင်ကုန်းတီသူ့အားအမေရိကန်ပြည်တော်စစ်တပ်ကလုံကအာယုံဆိုင်နေကြအောင်တည်လေသည်။ဒေါက်ကလက်နဲ့တမရဦးကနဲ့အစိုးရတို့မတက်မတင်ဖြစ်ခြင်းနဲ့ပတ်သက်၍လင်ကုန်းကဥပမာလေးတစ်ခုပြ၍ပြောလေသည်။တော်ရနိုင်နေသောလင်မယားနှစ်ယောက်အားတနည်းတွင်ဝဝဝင်တကောင်လာ၍နှောက်ချက်သည်ဖြင့်လင်ကဝဝဝင်နှင့်ဖက်၍တက်ရာမယားကလင်ကိုလဲအားပေးဝဝဝင်ကိုလဲအားပေးလုပ်နေကြ။ အဲ့ဒီပုံလိုပဲဟုလင်ကုန်းကပြောလေသည်လင်ကုန်းနဲ့ဒေါက်တာတို့အတန်ညွတ်တို့ကားတော်ရန်တတ်သွားကလေနဲ့မစ္စစ်ပီမီကြီးတခြားစုံစမ်းတော့ကြရတယ်လင်ကုန်းသည်လုံခဲ့သောနှစ်ပေါင်းမြောက်စွာကဒီမိုကရက်ခေါင်းဆောင်တအုပ်နဲ့မိမိတို့ရှေ့လောက်ကလေးတစ်ခုတွင်ဒါချင်းရှင်၍ခုတ်ရန်စီစဉ်ကကြကြောင်းတွား၍တရိယာမိလေသည်အတန်မှာဒီမိုကရက်တို့ကြီးစိုးသည့်ဖြင့်လင်ကုန်းအဖို့ညှော်လင့်ချက်ကောင်းစွာမရှိခြင်းဒေါက်ကလက်ကသူပြောနေကြတဲ့အတိုင်း အဘောင်အောင်ရင်တတန်နဲ့ပြောသွားပြည်သည်နော်လိန်ကွန်ကကြေးကြော်တတန်နဲ့ပတ်သက်၍လေးလေးလေးနဲ့ပြန်၍ပြောဆိုချိန်ပါလေသည်အခုကျွန်တော်တို့နှစ်ယောက်ပြောဆိုညှဉ်းခုန်ကြတဲ့ကိစ္စဟာစင်စစ်အားဖြင့်ယာကြီးကိစ္စမဟုတ်ပါဘူးကျွန်တော်တို့နှစ်ယောက်ဘဝပြောင်းသွားပြီးကျွန်တော်တို့ရဲ့အမိနမတွေကောပင် နောက်လာနောက်သားများမတိဘဲနေသည့်တိုင်အောင်ဒီပြဿနာကြီးဟာရှိနေမှာပါပဲစင်စစ်တော်ဒီပြဿနာရဲ့အရင်သဘောဟာအမှားနဲ့အမှန်ပါပဲအမှားနဲ့အမှန်ဆိုတာအငြင်းတန်း နဲ့ချင်းဆိုင်ပြီးတိုက်ခိုက်နေကြတာပဲရေကြုံတက်တနာဟာတစ်ဖက်ကမူမှန်ရင်ဒန်းတူအခွင့်ရရရမယ်ဆိုတဲ့ဝါဒရှိတယ်တစ်ဖက်ကတော့အရှင်သခင်များဟာထူးခြားတဲ့အခွင့်ရရရမယ်ဆိုတဲ့ဝါဒရှိတယ်ရှင်းရှင်းပြောရရင်မင်းကတပိန်တပန်စားရိတ်ကာလောက်အောင်လုပ်ပြီးငါကစားမယ်ဆိုတာမျိုးပါပဲဘလိုပဲဖြစ်ဖြစ်ဒီပြဿနာဟာဒီသဘောတရားတိုင်းဖြစ်ပါတယ်တိုင်းပြည်ကြီးဒီပြည်လုံးကိုခွပြီးစားနေတဲ့ရှင်မင်းရဲ့ပစက်ကိုတိုင်းသူပြည်သားများက ပင်မဆင်းရဲခံပြီးလောက်ကန်ကျူးမွေးရတာပါပဲရှင်မင်းတို့မှာဘုရားသခင်ကပေးတဲ့အထူးခွင့်ရညာရရှိတယ်ဆိုတာကိုယုံကြည်ရင်ကြီးကျော်များရောင်းဝယ်ပိုင်တာခြင်းကိုလည်းယုံကြည်ရကြပါတယ်လူတစ်မျိုးကတစ်မျိုးကိုကျုံဖြစ်အောင်လုပ်တဲ့စိုးသွားတဲ့စနစ်ဟာဒီစနစ်ပါပဲတရွေ၆ကလေးညာရမပြောက်ပြတ်သွားကြလေသည် စကားချစ်တင်ပွဲခုနှစ်ပွဲမှာလည်းပြီးဆုံးသွားလေပြီကျမ်းနာရတော့ပြည့်တဲ့တို့လည်းမိမိတို့ဗေဒိမြတ်တို့ပြန်ကလင်ကုန်းအကြောင်းကို ြောဆိုဆွေးနွေးလျက်ရှိကြသည်ကြီးကျုံတတနာကိုတားဆီးရင်တားဆီးမတားဆီးရင်တိုင်းတစ်ပြည်လုံးပြတ်သွားလိမ့်မယ်လို့လင်းကုန်းပြောတာမှန်တယ်ဟုလူတို့ကကြီးကျုံတတနာနဲ့ပတ်သက်၍နားလည်လာကြလေသည်ရုပ်ောက်ပွင့်၌လင်းကုန်းကတောက်ကလက်ထက်လူတို့မဲဆန္ဒ1600ပို၍ရတော့လဲပြည်နယ်လွတ်တော်ကတောက်ကလက်ကိုသာရွေးကောက်လိုက်လေသည်ထိုခေတ်ကလူတို့ဆန္ဒတဲ့ပြည်နယ်လွတ်တော်ဆန္ဒကပို၍ရေးကြည့်ပြီးအရေးပါရောက်ရောက်နေတော့သည် လင်ကုန်းအားရွေးကောက်လိုက်တော့လဲအမတ်ရတူမရပဲရှိနေတော့သည်လင်ကုန်းသည်ရွေးကောက်ပွဲကိစ္စများပြည့်စုံ၍မိမိနေရာစပတေးဖီရှိနေရုံငန်းလေးတွင်လုံမြဲအလုပ်ကိုဆက်လက်လုပ်ကိုင်လျက်ရှိသည် သူဟောပြောချက်များကိုသတင်းသံများတွင်ထည့်သွင်းဖော်ပြ၍လူပေါင်းတင်းတက်မကဖျက်ရှုကြလေသည်သူသည်ရခင်ကကဲ့သို့ညတရမဟုတ်တော့ပဲတိုင်းပြည်ပြည်သည့်ပုဂ္ဂိုလ်တူဖြစ်လာလေသည်စကားပြောဝဲများပြည်သည့်နောက်တနစ်ခန့်ကြာသောအခါတန်ကြိုးများစုညံစွာညီလာပြည်လျင် ဒီနေ့တကူလုံးအလန်တကြားဖြစ်သွားလိမ့်တော့ဒီ။နေ့လုံးလုံးကျွန်းတပုံအရေးကြောင့်ပြည်နယ်သူပြည်နယ်သားများမှာထိတိကျတာဖြစ်၍နေကြလေသည်။ဂျွန်ဘရန်ကောင်းဆောင်သောတပုံတစုသည်ဟာဘာကရုစိတ်ကိုတင်းယူ၍ဝါရှင်တန်မြို့သို့တက်မည်ဟုတည်င်းပြနေလေသည်။ဟာဘာတင်းမိုစိတ်မှာအခြားရဲများနဲ့နှစ်ရက်တိုင်တိုင်ဆက်ပြတ်၍နေလေသည်။ထို့နောက်ဆက်ယုံကိုတိုက်ခိုက်ကြရတွင်တပုံကောင်းဆောင်အားပြီးသွားသည်ဖြင့်ပုံကံမူလဲပြီးစီးသွားလေတော့သည်။ ရီပက်ပလကန်တို့ဥစ္စာပေးတော်တပုံးဟုသတင်းစာများတွင်ဆိုကြသည်ရင်းတို့ပါတီတစ်ခုလုံးကိုချိပါဆိုသောချက်မှာအတော်ပင်စိုးဝါလာသဖြင့်ရီပက်ပလကန်ပါတီကောင်းဆောင်တို့ကမဟုတ်မှန်ကြောင်းညင်ကြလေသည်တပုံးကောင်းဆောင်ကြီးဂျွန်ဘရောင်းအားရက်30အတွင်းကျိုးပိယံစီရင်ချက်ချလိုက်သည်ကိုလင်ကုန်းကမြေတိုးမှန်ပြောပဲညင်၍နေလေသည်ဥပဒေကိုအလွန်အမင်းရိုးသေးလေးသာသူဖြစ်သည်ဖြင့်ဥပဒေချုပ်ဖောက်မှုဆိုရင်မြေတုကုံမစိုးလူလာတော့ကြောင့် တပုံငေါန်းဆောင်ကျောင်းဖောင်းအတွက်လင်ကုန်းကကောက်ွယ်ပေးခြင်းရှိကြခြင်းကြည်ကြုံရောက်ဝယ်မှုပတ်တောက်ရေးတမများအဖို့ကဂျုံဘရောင်းမှာအာဇာနည်ပုဂ္ဂိုလ်တူဖြစ်လေသည်